Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်စားဘူးသမားသမင်းဆိုင်နေတဲ့မှာတမူဆန်းပြီးတော့ကြတော့အခုလိုမျိုးမြေအိုးနဲ့အတိုင်းအစုံကိုနူနူအီလေးနဲ့အရသာရှိအောင်ချက်ထားတဲ့မြေအိုးသမင်းဆိုင်လေးမှာသွားပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကျော်စစ်နဲ့ဒူလိုက်ခဲ့ပေးအောင်နော်အနာပီဇာ၃မျိုးပေါ့နော်ဒီမှာဒါကတော့ free ပေးတာပါလာစားတဲ့သူတိုင်းအောင်အာဝါပုံးနဲ့စားမယ်လက်နဲ့ဒီလိုမိုးဖက်လာရောမယ်ဒီမှာ ်ငူးညာပဲမိုက်ထမင်းလိုက်ပွဲလေးတပွဲပေးနော်음ကလဲဘဲဆန်နော်ကလဲဘဲဆန်ကိုလေးမှွေးမှွေးလေးကြံလေးရဲ့အကြောင်းပြောသေး음ဧဒါပြန်ရင်းမလို့သူငပိချက်သုံးမျိုးနဲ့ပြီးရအားလုံးပဲမင်္ဂလာပါကျော်စစ်ကဘလော်လေးကနေပြီးပြန်လဲကြိုးစုလိုက်ပါတယ်ဒီနေ့တော့ကျော်စစ်ကဒီမှာပကံလည်းမရောက်ဖြစ်ဘူးဆိုတော့ကြတော့အညာထမင်းကောင်းကောင်းစားကျင်လို့ရန်ကုန်ဒီတောင်အောက်ကလာမှာရှိရဲ့ဒီမှာမြေအိုးနဲ့ချက်တဲ့လေးကျော်စစ်တို့ဒီရွှေလက်ရမြေအိုးထမင်းဆိုင်လေးမှာလာပြီးတော့ကြတော့စားတာ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ကျွန်စစ်တို့အသားဟင်းမှန်သမျှကိုသူကမြေအိုးနဲ့ချက်ပေးတာပေါ့နော်ဇင်းနှုံလေးရတော့တပွဲကို6000ကျက်ကနေပြီးတော့ကြတော့စတယ်အခုလိုမျိုးဘဲသားတို့ဝက်သားတို့ပေါ့နော်အသားအစုံရတယ်ဝက်ပုံးလိုမျိုးအညာချက်ဟင်းတွေလည်းအစုံရပါတယ်ဆိုင်ကတော့ကျဆစ်တို့မြင်တဲ့အတိုင်းပဲအရန်အကျယ်ကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တသက်ရက်ကလေးနဲ့ဟိုမှာကျဆစ်စားဘူးတမန်မြန်မာထမင်းဆိုင်နေတဲ့မှာမှာထူးထူးခြားခြားလေးနဲ့ဟိုအရသာလေးလဲကောင်းလို့ကျဆစ်ကတော့တောင်းကလာဘက်ကိုရောက်လို့ရှိရင်ဝင်စားကြည့်ဖို့ဝင်မြပေးတယ်ပေါ့နော် ီမှာကတော့ကျစစ်တို့အခုလိုမျိုးပါဆက်ဝယ်ကြတဲ့သူတွေလည်းများတယ်ပေါ့နော်အသားဟင်းတွေအပြင်ကိုအခုလိုမျိုးကျစစ်တို့ငါးဟင်းနေပြီးရင်အရန်ဟင်းပွဲတွေလည်းအစုံရတယ်အရန်ဟင်းလေးဆိုလို့ရှင်လဲတပွဲကိုတထောင်ချက်ကနေစပြီးရောင်းပေးရဆိုတော့ကြတော့အရန်ဟင်းလေးကပေါ်ပေါ်များများစားလို့ရတယ်ပေါ့နော်ဒါကတော့ကျစစ်သွားတဲ့နေရာဆိုင်ရာဖရီးပေးတယ်ဒါဟင်းငါပူပူလေးပေါ့နော်။ဒါဝပ်ပုံးဝပ်ပုံးနဲ့စားမယ်။ဒီချက်၃မျိုးဒါကတော့ဖရီးပေးထားတာပေါ့နော်။ ထမင်းကတော့ကျွန်တော်တို့ဒီမှာကျတော့တစ်ခါပြင်ကိုသူက1500ပေါ့နော်လိုက်ပွဲကတော့900အားပါမယ်အားလုံးပဲစားပါအောင်ခင်ဗျဥတန်ကပြည့်ကြနေလေကောင်းတယ်မြေဦးနဲ့ဆက်တာဆိုတော့လေလုံးဝနူးနေတာပဲဟောသားကိုကြည့်လက်နဲ့ဒီလိုမိုးဖက်လာရောမင်းမနူးနေတာပဲလူကြီးပဲဆိုလဲကြိုက်တယ်ပေါ့နော်อืมဒီမှာဒါလေးကကြာအမဲသား ဒါသားလေးစားမယ်။ကိုလာစားလို့ရှိရင်တော့ဟင်းတစ်မျိုးနဲ့ဆိုလို့ရှိရင်ကိုကျော်စစ်တို့ထမင်းနဲ့အရေတောက်တို့ပြီးရင်တို့စရာတို့ပြီးတော့ဒီငါပိကြက်တို့သုံးမျိုးပါ free ဆိုတော့ကြတော့လေအရန်ဟင်းတောင်တိတ်မှာကြမလို့ဒါပေမဲ့ဒီမှာအရန်ဟင်းလေးရတပွဲကိုကြတော့တစ်ထောင်ရောင်းပေးရပါတော့နော်။อืมอืมคุณน่ะฉัดတယ်ဆိုတာလေ तू อ่ะအဲ့လိုအသားကိုနူးနေမှာပေါ့နော်သူ့အကြမြေဝန်းနဲ့ကိုฉัดတယ်ဆိုရင်လည်းအသားကိုနူးညာမฉัดတာမျိုးရှိရဒီမှာအသားလေးကနူးညာတယ်อืมဘယ်သား မရထမင်းလိုက်ပွဲလေးတပွဲပေးနော်မရရန်ခါကောင်းလားနူးနေရပဲအသားတွေကလေမျိုးနဲ့ချက်လို့လားမသိဘူးပုံမှန်ဟိုအသားရင်းဆိုင်တွေမှာစားရတဲ့ဟာနဲ့ကိုလေနည်းနည်းပွာလို့ခံစားရဘာလို့ဆိုတော်တော်လေးနူးရဒီမှာလက်နဲ့ကိုလေမဒါသူ့ရဲ့ငပိချက်တကယ်တော့အရင်ရင်းမလို့သူ့ငပိချက်၃မျိုးနဲ့ပြီးရဲ့တစ်ခါဒီမှာဒါအကြောင်းရှာအကြောင်းရှာဒီအကြောင်းရှာဒီကတော့တည့်ရတဲ့အတိုင်းပဲအကြောင်းရှာဒီပေါ်ချိန်ဆိုတော့ တိုင်းရင်းနေရတော့မြေဝင်းနဲ့ချက်တာကျန်တဲ့ဒီပဇွန်တို့ဘာလို့ငါတို့ကတော့သူတို့ပုံမှန်ချက်သူတို့ချက်တာပေါ့နော်အတိုင်းရင်းမဲ့လာစားကြည့်အတိုင်းတော်တော်ကောင်းမယ်ဒီမှာဒါကတော့ဝက်ကလီဇာပေါ့နော်ဒီမှာအခုလိုမျိုးဝက်ကလီဇာလည်းရရဲစင်တနုံးနေဆိုလို့ရှိရင်ပို့ပြီးတော့ကြတော့စုံနေထမင်းဆိုင်နေတဲ့သဘောတဘာပါရဒီနေ့ဆိုရင်ဒါပစစ်လာရနေဆိုဒီမှာဟင်းအမျိုးပေါင်းဒါ 30ကျော်40နီးလောက်ရှိရပါတော့။အမှတ်ဒါဘာဘာဘာပဲလို့ခေါ်မိတာ။အဲ့ဒါပေါ့ကလဲပဲဆန်။ကလဲပဲဆန်နော်။ကလဲပဲဆန်ကိုလေးမှွေးမှွေးလေး။ကြာကြာလေးရအကြောင်းပြောပေးဟုတ်ကဲ့အဝမ်းမြင့်ချင်းဝမ်းမြင့်ချင်းတို့ပါလို့လဲရပါတယ်မြင့်ချင်းဒါတငယ်ချင်းစားဖို့မှာထားပေးဟာစက်သားတော့ကတော့သူက3-4မျိုးလောက်ရှိရဲဒါတော့တတောင်းဘုံကတန်တဲ့ဘုံတွေဆိုသူ6000လောက်ပါအဲ့လိုမျိုးလောက်ရှိရဲ ်ငါဘယ်လိုတော့မလို့ငါခမင်းထပ်ပြီးယူအောင်မယ်ခမင်းထပ်ပြီးတောင်းမှုတောင်းပါဗျာအဲ့တော့အခုဆက်ပြီးတော့ကြတော့စားလိုက်အောင်မယ်ဒီနေချမ်းပူပူလေးလဲထားပေးထားရတယ်ပေါ့နော်ဒီမှာကျတော့ free တောက်လို့ရရယ်ပြီးရင်ဒီမှာဒါထက်ညက်ထားပေးထားရတယ်ပြီးရင်ဒီမှာအစာကြေဆေးတွေပါတွေပါထားပေးထားသေးရယ်ပေါ့နော်အဲ့တော့ဒါကတော့လက်ဖက်ကလေးအချိုးပွဲ အရင်အကြဲကြီးမဟုတ်ဘူးပေါ့နော်အော်နေ့တည်းသာခမင်းစားချိန်နေပါလေဆိုလို့ရှိရင်တော့ ਨੇ လူကြိုက်တော့ဆောင်းရင်ဒီကအမကိုရန်အောင်ပြောရဲသူတို့ကဒါပွင့်လာလဲနှစ်လကျော်လောက်ပဲရှိသေးရဲတဲ့ပြီးတော့သူတို့ဆောင်းမှာပဲဒီလေဂျိုင်းဆွဲသမားတွေပါလေတောင်းမှာပဲသူအကုန်လက်မခံထားဘူးပေါ့နော်မနိုင်ပါဆိုးလို့လေတိုင်းဒီမှာလာစားကြည့်ဖို့ဝင်ရသေးပါရဲ့နောက်ပြလို့ရင်မှပြန်ပြီးတိတ်ဆောင်ကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ